ရိုးစဲဆိုဆာမိုးဝဲရမှတ်နေတဲ့မကောင်တရဲခါတို့နဲ့ဟက်ဖရစ်မတ်တဲ့တင်းကိုကြိုက်တဲ့သူကတော့ဂျူဂီအောင်ပဲဖြစ်ပါလေ။ရိုးရီမလာပါတာကြောင့်အနန်ကြီးခင်ရပြီးနာမည်ကြောင်တော့ဖတ်ထုတ်လို့ခေါ်ပါလေ။သူမြောက်ကောင်လေးကိုကြဲရကောင်လာပြောပြီးတခြားမင်းကလေးတွေစီမှာလည်းအနန်ကြီးခင်ကြီးရပါလေ။သူရဲ့ယူဆိုးတဲ့ပုံတွေကိုလိုင်းဘော်အပြင်ဖြစ်ပြီးလို့ပြောပြီးမတော်တဆထိခိုက်မိကကြောင်ထလိုက်ရပါလေ။သူ့ဝမေရဆယ်ဘောအနုပညာကြောင့်မှတက်လို့ရတယ်ပြောပြီးမဲ့ဂျူဂီအောင်ကတော့ဝမ်းနဲ့လုံငုံနေမိပါလေ။ဝမ်းနဲ့နေချေဖုံးမမေကပ်ပြင်တဲ့ဗီဒီယိုကိုတွေ့တာကြောင့်ခဏကြည့်လိုက်မိပါလေ။ ဂျူယောင်ရဲ့အတွေ့အထိမှာပေါ်လာတာကတော့မိတ်ကပ်ပြည်နယ်သူလဲလာနိုင်ရဆိုတာပါပဲစစချင်းမိတ်ကပ်ပြည်နယ်အခြေမှာတော့အနည်းငယ်ဒုက္ခတွေ့နေပါတယ်အနည်းပပပြည်သက်တဲ့အခြေမှာတော့ရမ်းမွဲတာပဲဆိုပြီးပြောလိုက်ပါတယ်အဲ့နေ့ကစားပြီးမိတ်ကပ်ရဲ့အစွမ်းကသူ့ဘဝကိုပြောင်းလဲပေးတာနေဆိုပြီးတန်လိုက်တာချလိုက်ပါတယ်တဲ့ဘုံရောက်မှသွားတဲ့အချိန်မှာတော့ចောင်းသားចောင်းမှုတွေကឆ្លော်လိုက်တာဆိုပြီးငေဝေါ်နေကြပါတယ်။ချိုင်းရင်နဲ့စူအန်လို့ခေါ်တဲ့ចောင်းသားအစ်တစ်နှစ်ယောက်ကိုလည်းရလိုက်ပါတယ်။ကျောင်းအစ်တစ်ပြောင်းနေတဲ့အချိန်မှာတော့ဂျူဂီယာရဲ့အသက်တင်ကចောင်းသားတွေကြောင့်မှရေမန်းစားနေပါတယ်။ တငယ်ချင်းရဲ့တတိပါရလာတဲ့ဂျူဂီယာတရတော်တော်လေးပျော်ရွှင်နေပါလေ။ဒါပေမဲ့ဂျူဂီယာရဲ့မသိစိတ်တွေမှာတော့သူ့ရဲ့အရင်တော့အကြောင်းတွေကိုဒီကျောင်းဝသူတွေသိသွားမှစိုးရိမ်နေမိပါလေ။တပတ်မှာတော့ကျောင်းသားနှစ်ယောက်ကဆယ်ပေါ်ကျောင်းဝကောင်းပါလေးမိုက်တယ်ပြောပေမဲ့ဟန်ဆိုးကျူဆူတဲ့ကောင်းလေးကတော့စိတ်မဝင်စားပါဘူး။ဂျူဂီယာမိတ်ကပြန်ပြီးပြန်ထလာတဲ့အချိန်မှာတော့သူ့မောင်လေးကဂျူဂီယာမျက်နှာကိုကြည့်ပြီးစမ်းသွားပါလေ။ဂျူဂီယာရဲ့မျက်နှာကြောင်ကိုတပ်ဖို့ရပြီးဆိုရှယ်မီဒီယာမှာတင်ပယ်လုပ်နေတဲ့အချိန်သူ့မှာရှိတယ်မဟုတ်ဘူးပဲပြည်သက်ရပါလေ။ ဂျူဂီယာဆောင်းဆိုင်နဲ့ဝင်ပြီးသူရင်းနဲ့ဆောင်းကိုယူဖို့လုပ်နေတဲ့အချိန်ကောင်းလေးတယောက်နဲ့တိမိသွားပါတယ်။ကောင်းလေးကတော့သူရင်းဆောင်းကိုတွေ့တဲ့အချိန်ဂျူသားလိုက်ပြောနေပြီးဂျူဂီယာကတော့သူ့ကိုလမ်းဆိုက်လိုက်ပါတယ်။ဂျူဂီယာကဆောင်းရဲ့ဆံမျက်နှာမှာရှိတဲ့အကြောင်းအရာလေးကိုမေးနေပြီးကောင်းလေးကတော့အားလုံးကိုဖိနှိပ်နေပါတယ်။ကောင်းလေးကလည်းမိကိုတွေစတိုက်မိနေပြီးနောက်ဆုံးမှတော့ဂျူဂီယာမှရှုံးသွားပါတယ်။ဂျူဂီယန်ကြောက်ရတဲ့အချိန်မှာတော့မနေ့ကကစောင်းအရင်ရလိုက်တဲ့ကြောင်းသားကသူ့တို့ကြောင်းအောင်ပဲတိတိုက်ပါတယ်။ကောင်းလေးနဲ့မယ်ကတော့အီဆူကိုပြေပြီးကြောက်ရဆော့ကြည့်ပဲဆိုတယ်မမပါဘူး။ ဂျူဂီယောင်းကတော့သူ့ရဲ့အရင်မျက်နှာကိုအီဆူကိုမှတ်မိသွားမှာပဲဆိုရင်နေမိပါလေအဲ့ချိန်ဆိုရင်ရောက်လာပြီးဆေဘူကျောင်းနဲ့သမီးအတွက်ဂျူဂီယောင်းက62ရောက်ဖြစ်ပြီဆိုပြီးဒါပြောပါလေနသမီးအဖြစ်အရွေးခံရရတော့ AJC တခုောက်ခွားပြီးဆက်စီဖြစ်ပြီဆိုပြီးဆူရန်ရှင်းပြပါလေဂျူဂီယောင်းကတော့သူ့ရဲ့အတိတ်ကအကြောင်းဒီပုံမှန်ဆိုရင်တဲ့အတွက်စိတ်မဝင်စားဘူးဆိုပြီးပြောလိုက်ပါလေဒီနေ့လေဂျူဂီယောင်းဆောင်းကောင်းပေါ်ဆုံးနေတော့အီဆူဟိုကပဲသူ့ရင်းမဲ့ဆောင်းကိုယူလိုက်ပါလေဂျူယောင်းကတော့သူ့သူ့မှာကိုပေါ်ကျင်လာကြအောင်အီဆူဟိုကိုချောင်းလာတော့ကြည့်သူ့တဲ့ချက်ကတော့ကြံခဲ့ပါလေ သူဘွေးချင်တဲ့ဆောင်းဒီမဖက်ရတာကြောင့်ဂျူဂီအောင်လည်းဝမ်းနဲ့နေပါတယ်။ဆိုဝန်စာချက်ဖို့အတွက်မမအနေနဲ့ခေါ်လာတဲ့နေရာမှာတော့တက်တက်ဆက်ဆက်အီဆိုးကိုရှိနေပါတယ်။ဂျူဂီအောင်အိမ်ပြန်ဖို့လုပ်နေရေးသူနဲ့ချက်တဲ့ဖက်ပြောင်းနေမှာတတိထားမိပါတယ်။အဲ့ရှင်အီဆိုးကိုရောက်လာပြီးဂျန်နဲ့နဲ့ချက်တဲ့ဖက်ကိုတက်ကဆောင်းဆိုင်ရမင်းကလေးကမင်းပဲမလားဆိုပြီးပြောလိုက်ပါတယ်။ဂျူဂီယောင်းတယောက်ကျောင်းမှာအလန်ကြီးခင်ရတဲ့ကြောင့်ဟန်ကြီးမှာဝမ်းနဲ့လိုလာငုံနေပါတယ်။အဲ့အချိန်ကောင်လေးတယောက်ကတယောက်တည်းနေချင်းလို့တိတ်တိတ်လေးနေပြီးပါဆိုပြီးပြောပါတယ်။ ဂျူကယောင်းကလည်းဟန်မြစ်ကနင်းပိုင်နေနေရမဟုတ်ဘူးဆိုပြီးပြောပါတယ်။ကုံလေးကဂျူကယောင်းသားကလာတဲ့အချိန်ဂျူကယောင်းထီတော်မလို့ဖြစ်သွားခဲ့ပါတယ်။ဝန်ထဲနေတဲ့ဂျူကယောင်းကိုကောင်လေးကတည်ချင်းရင်တော့သူ့မျက်စိရှိမှမသိနဲ့လို့ပြောလိုက်ပါတယ်။ဂျူကယောင်းကတော့ဘာမှပြန်မပြောဘဲထပ်ပြေးတော့ပါတယ်။အရင်တုန်းကအဖြစ်ပြက်တည်းကိုဂျူကယောင်းစဉ်းစားနေရဖြစ်ပြီးအခုလက်ရှိမှာတော့အီဇိုးကဆောင်းဆိုင်ရမင်းကလေးပဲဆိုပြီးပြောပါတယ်။ ဂျူရီယောင်းကတော့နေဂျယ်လေးတစ်ခုကလူသုံးများနိုင်တယ်ဆိုပြီးပြောပေမဲ့နေဂျယ်က limited edition ဆိုပြီးအစ်ဆူဟိုကတင်ပြောပါတယ်။ဂျူရီယောင်းရဲ့နေဂျယ်ကိုအစ်ဆူဟိုကကျူလိုက်ပြီးတချင်းကတပုတ်တည်းပဲဆိုပြီးပြောပါတယ်။ဂျူရီယောင်းကတော့အစ်ဆူဟိုကိုရှောင်ပြီးကားပေါက်ပစ်တတ်သွားပါတယ်။အိမ်ရောက်တဲ့အချိန်မှာတော့ဂျူရီယောင်းကခွန်းပြီဆိုပြီးပြောလိုက်ပါတယ်။ဒီထဲမှာတော့သူကနက်နာနဲ့ပတ်နေဆိုတော့ចောင်းသားတွေទីသွားရေရှောင်းပဲခံရမှာတွေ့ပြီးကြောက်နေမိပါတယ်။ဂျူယောင်းကတော့အီဆူးကိုစောင်းဆိုင်မှာတွေ့မယ်ဆိုပြီးချင်းလိုက်ပါတယ်။ ။ issue ဟိုရဲ့ချက်တော့ဖတ်ပြီးသူ့ရဲ့အကြောင်းလေးကိုမပြောပါနဲ့ဆိုပြီးတောင်းပန်ပါတယ်။ issue ဟိုကတော့ဘသူ့မှမပြောဘူးလို့ကတိပေးပြီးအပေးယူအနေနဲ့ကတော့သူခိုင်းတဲ့မြောက်လို့ပေးရမှာပါ။ကတိုးစာဟိုဆိုရည်နဲ့အပြေးလောတော့ပေးရပါတယ်။ကျောင်းမှဆိုရည်နဲ့ issue ဟိုခိုင်းတဲ့မြောက်ဂျူကီယောင်းကလုပ်ပေးရပါတယ်။ဖြော်ယူဝခိုင်းတဲ့အချိန်မှာတော့ဂျူကီယောင်းကပန်းသီးဖြော်ယူပေးလိုက်ပါတယ်။อีซูโฮะเฉินนี้เผาะอยู่กูเป้ตอดเหยပြောတာじゃနောက်တစ်ခါတော့ဝယ်ပြီးလိုက်ရပါတယ်ယူကီယောထွက်တော့မဲ့အချိန်မှာတော့อีซูโฮะပန်းနီးဖြော်ရီကိုပြီးလိုက်ပါတယ် အခန်းထဲပြန်ရောက်တဲ့အချိန်မှာတော့ဂျူယောင်းပင်မဲလို့နားနေပါတယ်။ဆူဝမ်နဲ့ချင်းရီကတော့အီဆူကိုအလဲတန်းတော့အရန်သဘောကောင်းတယ်လို့ပြောပါတယ်။ဒါပေမဲ့ယုတ်ရီရဲ့နိုင်ငံခြားသွားပြီးကြောင်းထုတ်လိုက်တယ်လို့ပြောပါတယ်။ကြောင်းသေးတဲ့အချိန်မှာတော့အီဆူကတရုတ်ဆောင်စတူဒီယိုလာဖို့ပြောပါတယ်။စတူဒီယိုခန်းထဲရောက်တဲ့အချိန်အီဆူကဗီဒီယိုတစ်ပုဒ်ရိုက်ပေးလို့ပြောပါတယ်။ဗီဒီယိုရိုက်နေတဲ့အချိန်အီဆူကပြောရမယ့်စာသားတွေကိုပြောနေပါတယ်။ဗီဒီယိုရိုက်ပြီးသွားတဲ့အချိန်မှာလည်းဂျူဂီယောင်းကိုပြန်ခွင့်မပေးသေးပါဘူး။ ရုပ်ရှင်ရောနှစ်ယောက်သားသွားကြပြီးဟော်ရာကားကြည့်ဖို့ရွေးလိုက်ပါတယ်။အင်းရောက်တဲ့အချိန်မောင်လေးကဂျူကီအောင်ရဲ့မျက်နှာပြောင်းဖို့ကြားပြီးဘာကဝဲကြွေးဆိုင်ပါတယ်။ဘာကဝဲတဲ့အချိန်အရင်ကျောင်းကအနန်ကြီးတဲ့သူတွေနဲ့တွေ့ရကြောင်ဂျူကီအောင်ဖပြသွားပါတယ်။အဲ့ချင်းအီဆူကိုပုံဆက်ပြီးဘာလို့ဆာမင်ပြန်လာလဲမေးရကြောင်ဂျူကီအောင်လည်းသူ့တော်သားတွေကိုအီဆူကိုစီပုံချလိုက်ပါတယ်။ဒါပေမဲ့အီဆူကိုခေါ်ရတဲ့အကြောင်းရင်းကစောက်အပိုင်းတစ်ထွက်လို့ပါ။အဲ့ချင်းဂျူကီအောင်ရဲ့ပတ်စံရေးဘာကဆိုင်မှာကြံကြတာကြောင့်ပြန်သွားอยู่ပါတယ်။ အစအဲ့ကိုတော့ဟန်စောကျူကောက်ရွက်ထားပြီးဂျူကီယောင်ကတော့သူ့ရဲ့အိပ်ပါဆိုပြီးပြောပါတယ်။ဟန်စောကျူစီကပတ်စံအဲ့ကိုယူပြီးဂျူကီယောင်ထွက်သွားပါတယ်။နောက်မှပွဲတစ်ခုဖြစ်နေပြီးအီဆူဟုန်နဲ့ဟန်စောကျူနှစ်ယောက်ထိတိုက်တွေ့နေတာပါ။နှစ်ယောက်သားစကိုင်းမန်းနေချင်းဟန်စောကျူရဲ့အုပ်ထုပ်ကဂျူကီယောင်စီကြာသွားပါတယ်။ဘာကားဆိုင်မှာတွေ့ခဲ့တဲ့သူကဒီကြောင်ကမှဂျူကီယောင်သိတတ်ရပါတယ်။ဒီကဲအပိုင်းမှာတော့ဟန်စောကျူကအီဆူဟိုကိုလူသက်သမားကောင်ဆိုပြီးပြောပါတယ်။အဲ့ရှင်အီဆူဟိုကဂျူကီယောင်လက်ပေါ်ဆိုပြီးတနည်းအားရောက်မှလက်ချက်ပြင်ပေးတဲ့ပါတယ်။ အစောချူကတော့ဂျူဂီယန်ကိုတနည်းရရမှမြင်မှုတက်လို့ပဲလို့ထင်နေပါတယ်ဒီတဲ့ပဲအိဆာကတော့လူပုံစံပကြီးဆဲရမှာဖြစ်ပြီး model women လူကတခြားထန်တာအကြောင်းသားလို့ဆရာပြောပါတယ်။အမောဆုံးမဲနိုင်ရမယ့်လူကတော့ဂျူယောင်ဖြစ်ပါတယ်။ဂျူယောင်မဲနိုင်လို့ရတဲ့လူကတော့ဂီတထန်တာဟန်ဆိုဂျူဖြစ်နေပါတယ်။ဆူဝန်ကတော့ဟန်ဆိုဂျူကကြောင်းမီးရဲ့ကောင်လို့ပြောပါတယ်။ဂျူယောင်ကလည်းသူပုံဆွေးရမယ့် model ဟန်ဆိုဂျူဖြစ်နေလို့စဉ်းညင်နေပါတယ်။တောင်းကတော့ပကြီးအိဆာရှိသူဟန်ဆိုဂျူကိုကူညီပေးပါလို့ပြောပါတယ်။အဲ့ကျန်အီဆူကိုလည်းရောက်လာပါတယ်။ ဖန်ဆဲကျူကတော့မင်းကောက်ရဲ့အီဆူကိုတောင်းဆိုရင်ကုညီပေးမယ်လို့ပြောပြီးထွက်သွားပါတယ်။ခွန်မော်ထိုင်နေတဲ့အီဆူကိုတရုတ်စာအတူတူရေးကြည့်မယ်လို့စုချင်းကပြောပေမဲ့အီဆူကတော့ငြင်းလိုက်ပါတယ်။ဂျူဟီယောင်းကတော့ဟန်ဆိုကျူကိုနောက်တစ်ခါထပ်တော့ကြည့်ရမယ်လို့စဉ်းစားထားပါတယ်။အဲ့အချိန်ဂိုအိုးဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီးအမှန်ကောက်ပေမဲ့မိတ်ကမပြေတက်တာကြောင့်တရေရုပ်ပေါက်နေပါတယ်။မကြခင်ဂီတဖွင့်ပြပုံမှာဂိုသရှင်းဆိုအောင်ပါဖြစ်ပြီးယူဆိုတာကြောင့်အနိုင်ခံခဲ့ရပါတယ်။ယူဝီယောင်းကတော့သူနဲ့အဖြစ်တူရဲ့ဂုံကိုမိတ်ကပ်ပြပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဇူဝန်ကတော့မက်ကက်တင်တယ်ယူနေပြောင်းလဲသွားမှာမဟုတ်ဘူးလို့ပြောပေမဲ့ဂျူယောင်ကတော့ရှင်းနေမိပါတယ်။နောက်ဆုံးနေရဲ့ဘတ်စကတ်ဘောမှန်သွားတာကြောင့်ဂျူယောင်မျက်နှာမှာအချိန်ရည်တွေပေးနေပါတယ်။ချမ်းရည်ကတော့ဟာဆိုဂျူတူအဖွဲ့ကိုဆုနေပြီးဂျူကျောင်းကတော့မက်ကက်တက်သွားမှာစိုးရိမ်နေပါတယ်။အိရှေအီဆူကိုယောလာယူမျက်နှာကိုရည်သွားစေတာတွေပြောပါတယ်။နောက်ဂျူနဲ့အီဆူကိုကတော့ထုံးစံအတာအခြေတည်ဖြစ်နေပါတယ်။ဂျူယောင်ကတော့မက်ကက်ပလပ်ပွဲလေးနဲ့သူကဂျူဆိုးတာပဲဆိုပြီး depression ဝင်နေပါတယ်။ အင်းရောက်တဲ့အချိန်မှာတော့ issue ကတော့သူ့ကိုဘာလို့ကူညီကြလဲဆိုပြီးဂျူယောင်စဉ်းစားနေပါတယ်။မနေ့တော့ကဂျာကင်ကိုပြန်ပြီးဖို့အတွက်ဂျူယောင်နဲ့ issue ကိုဟန်မြင့်မှာဆုံးကြပါတယ်။ဂျူယောင်ကလည်းအရင်တော့ဟန်မြင့်မှာတွေ့ခဲ့တဲ့လူက issue ကိုမှအခုမှသိသက်ရပါတယ်။ညောင်ကဘာလို့ဟန်နေတဲ့ခွန်ကြားချင်းကြီးရလဲဆို issue ကမေးပြီးဂျူယောင်ကတော့အရင်ပင်မဲ့ခဲ့ရလို့ပြောပါတယ်။အရင်တော့ဖြစ်ခဲ့တာတွေကိုဂျူကယောင်ကပြောပြနေပြီး issue ကိုတော့နားထောင်နေပါတယ်။ issue ရဲ့စိတ်ကင်းမှာလည်းအတိတ်ကအကြောင်းတွေကိုပြန်စဉ်းစားနေမိပါတယ်။ ဂုံသချင်းစွာတဲ့နေ့မှာတော့ဂျူဂီယောင်းကမိတ်ကပ်ပြင်မျိုးကိုလာပါတယ်။ဂျူဂီယောင်းကတော့ဂုံအိုးကိုအလားတော်မရှိအောင်ပြင်ဆင်ပေးလိုက်ပါတယ်။ဘဝင်းရဲ့ပွဲကိုတော့ဂျူဂီယောင်းဟုတ်တိုင်လာကြည့်ပါတယ်။ပေါ်ပြီးသွားတဲ့အချိန်မှာတော့ဂျူဂီယောင်းကဂုံအိုးကိုလာတွေ့ပါတယ်။အောင်မသိစိတ်ရတာတစ်ခုကတော့ဟန်ဆော့ဂျူကဂုံအိုးရဲ့အကူဆိုတော်ကိုပါ။ဆော့ဂျူနဲ့ဂျူဂီယောင်းကိုတွေ့တာကြောင့်ဂျူဂီယောင်းလည်းချောင်းလဲသွားခဲ့ပါတယ်။လိုက်ပေါ်မှာတော့စုချင်းကဂျူယောင်းကိုပိတ်ရအားကော်ဖီဆိုင်သွားမယ်လို့ပြောပါတယ်။ဘိုးကလည်းညသာစားဖို့ဖိတ်တာကြဂျူယောင်းသွားလိုက်ပါတယ်။ ဒီဂျိုခန်းနဲ့ကထွက်လာတဲ့သူကတော့ဘလာတောက်တဲ့ဟန်ဆိုဂျူပဲဖြစ်ပါတယ်။ဂိုးကတော့ဟန်ဆိုဂျူကိုအဝတ်မြင်မဲ့လေပေါ့ပြောနေပါတယ်။ညာနေပြီဖြစ်တာကြောင့်ဂျူရောင်းကိုအိမ်ထဲပို့ပေးဖို့ဂိုးကဟန်ဆိုဂျူကိုပြောပါတယ်။တသိုးဂျူကတော့သူညမောက်ကိုကူညီပေးတဲ့အတွက်ကျေးဇူးပါလို့ဂျူရောင်းကိုပြောပါတယ်။မော်ဒယ်ကိစ္စကိုပါကူညီပေးမယ်လို့ပြောတာကြောင့်ဂျူရောင်းနဲ့ပြောချင်သားခဲ့ပါတယ်။အော်ဖီဆာမှာတွေ့တဲ့အချိန်မှာတော့ဆူဂျင်းကဂျူရောင်းကိုပင်ချေရေးဆိုပြီးစိတ်တရပြောနေပါတယ်။ဆူဂျင်းကတော့ဂျူရောင်းကိုအနုနည်းနဲ့ကိုယ်စားလက်ပြမွန်တဲ့မဝေကိုခံပြပါပါတယ်။ ဂျူယောင်းကစူဂျင်းကိုခင်ပေးမယ်စူဂျင်းကတော့ဂျူယောင်းကိုမနာလို့နေပါတယ်။ကျောင်းသွားတဲ့အချိန်ဂျူယောင်းဖုံးမှာတော့ဆယ်ဘိုကျောင်းနဲ့တပီးမရှိပေါ်လာခဲ့ပါတယ်။ဆယ်ဘိုကျောင်းရဲ့ကုနေမရှင်ကတော့ dance challenge ဖြစ်ပါတယ်။ဂျူယောင်းကတော့ဝန်မပြောင်းဖို့ဆုံးဖြတ်ထားပေးမယ်။အတန်းထဲက main lead တွေကတော့မရှင်အတွက်ကူညီပေးဖို့အစီအစဉ်ဖြစ်နေပါတယ်။အဲ့ဒါကြောင့်ဝန်မပြောင်းဖို့ဆိုတဲ့လက်ကလုံးကိုတော့ဘဇက်ကနေပြောမထတော့ပါဘူး။တငယ်ချင်းတွေကလည်းဂျူယောင်းကငါတို့ဌာနရဲ့ manager အလေးရောက်နေပဲလို့ရှိရှိစကားပြောစင်နေကြပါတယ်။ စုချင်းကနာသမီးရေးဝတ်အတွက်အကဗီဒီယိုရိုက်ပြီးတောင်းဆိုပေးမယ်စီဝါကတော့တပြင်းတွေကိုရှာလိုက်သူပြီးခက်တီပြင်ပြောပါတယ်ကျန်ပွဲအတွက်ရွေးချယ်ခံနိုင်ရတဲ့မင်းကလေးတွေကအကဗီယိုတွေရနိုင်ကြပြီမဲ့ဂျူယောင်းကတော့ဘယ်လိုကားရမလဲဆိုတာတော့မသိပါဘူး။ချမ်းရင်လည်းဆိုတာကတော့ခမမတ်ဗီဒီယိုရရဲ့လူကြီးများတော့လည်းဆိုပြီးအကြံပေးပါရတယ်။နောက်နေ့မနက်မှာတော့ကျောင်းစီဟန်မြင့်မှာတရုတ်ဆောင်လူကြီးနဲ့အချင်းကူညီပေးလို့ပြောပြီးစီဝါထွက်သွားပါရတယ်။အဲရှင်ဟန်ဆိုးဂျူရောက်လာပြီသူ့ကိုဘယ်ရှင်ပုံစံမှလည်းမေးပါရတယ်။ ဂျူဟီယောင်းကတော့မနေ့ပြအာလာစဘီပြောပြီးမှဟန်ဆုံဂျူကဒီနေ့နောက်ဆုံးမဲ့ပြောရထွက်သွားပါတယ်။ဂျူဟီယောင်းကလည်းဒီနေ့အဆိုင်မန့်ကမလုံမနေရဘူးလို့မလာနိုင်တော့ဘူးလို့စူကိုဖုံးနေရတယ်ပြောလိုက်ရပါတယ်။ကြောင်းသိချိန်မှာတော့ဂျူဟီယောင်းကဟန်ဆုံဂျူပေါ်ဆွဲနေပါတယ်။ဟန်ဆုံဂျူကတော့စူကိုသိပြဿနာချလိုက်မယ်လို့ပြောပြီးမှဂျူဟီယောင်းကတော့ငါနဲ့တွေ့နေတာမဟုတ်ဘူးလို့ပြန်ရှင်းပြပါတယ်။ပုံစံဆိုပြီးသွားတဲ့အချိန်မှာတော့ညာပန်းကိုရောက်နေခဲ့ပါပြီ။အဲ့ဒါကြောင့်ဟန်ဆုံဂျူကဂျူဟီယောင်းကိုတွန်းဆိုင်နေတဲ့အိမ်ရန်လိုက်ဖို့ပြီးသေးပါတယ်။မနေ့ပိုင်းမှာတော့ဆင်းရဲမှလမ်းလျှောက်နေစူနဲ့တွေ့ပါတယ်။ တယုံဆောင်ရည်ရည်ဖို့အတွက်ကုညီပေးရမလားလို့ဂျူဂီအောင်ကမေးပေမဲ့ဆိုဝါကတော့ဟန်မျိုးကိုတောင်းပါလို့ပြောပါရယ်။ကြောင်းသေးတဲ့ချိန်ဟန်မျိုးကိုရောလာပြီးတယုံဆောင်ဗီဒီယိုရိုက်ပေးရမလားလို့ဂျူဂီအောင်ကမေးပေမဲ့ဆိုဝါကတော့ဗီဒီယိုရိုက်ပြီးသားခဲ့ပါပြီ။ဘာလို့ဒီကိုလာခံခဲ့ရလဲလို့မေးပေမဲ့ဆိုဝါကတော့ဟန်မျိုးကိုတောင်းပါလို့ပဲပြောခဲ့တာပါ။ညဘက်မှာတော့စူရင်းစီကဖုန်းကိုလာပြီးဗလာနီကိုစိတ်ဝင်စားစားလို့မေးပါရယ်။တုံငင်းချင်းတဲ့တယောက်ကဂျူဂီအောင်ကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်တခါလာပြီးမကြိုက်ရင်ညီလိုက်ဖို့လို့စူချင်းကပြောပါရယ်။ ကျောင်းမှာတော့ဂျူဝီကောင်ကမနေတော့ဘလိုက်တဲ့အကြောင်းကိုပြောနေပြီးမရှိရှိတဲ့အတွက်ကြောင့်မသားတော့ဘူးလို့ပြောပါတယ်။ဒါပေမဲ့တန်ငယ်ချင်းနှစ်ယောက်ကအခွင့်အရေးတကြိမ်ပဲရတာမလို့ဘလိုက်တဲ့ကိုတော့ဘေးနားကနေမျိုးလုံးပြင်ဟောက်လို့တော့ကြောင့်သွားတိတ်ဖို့အတွက်အကြောင်းမှန်လာပါတယ်။နောက်နေ့မနက်မှာတော့သွားတိတ်ကြည့်ပြီးနှစ်ယောက်သားကတော့အဆင်ပြေကြရပါတယ်။ဘေးကဂျူဝီကောင်ကိုမလိုက်တော့သဘောကျမိမှပဲပြောတဲ့ကြောင့်စိတ်ထဲမှာဝမ်းသာပီတိဖြစ်နေပါတယ်။စူဝင်ကတော့ဂျူဝီကောင်မှကောင်းကြီးရတာပြီးတဲ့စူကိုပြောနေပါတယ်။ဒီနေ့မှာတော့ဘေးရဟိုတယ်မှာနှစ်ယောက်တူတူတည်းပြီး assignment ရှိတဲ့ကုလိုပေးမယ်ဆိုဂျူရီယောင်းကိုပြောနေပါဗျ ဘဲရန်တွေတို့ဒိနေရောဟိုတယ်မှာရှိနေတဲ့ဟဲ့သွင်းကြီးကမြင်လိုက်ပါတယ်။အခန်းထဲရောက်တဲ့အချိန်မှာတော့ဂျူရီယာကိုရေကူးဝတ်စုပ်တထဲဝေခိုင်းပါတယ်။ဘဲရီယာအခန်းထဲမှာကင်မရာတထားနေတဲ့ဖုန်းကနေပြောနေရောအချိန်မှန်ဝေခိုင်းသမားနဲ့ဟန်သွင်းကြီးကတသုံးသသကြားမိလဲပါတယ်။ဘဲရီခန်းထဲဝင်လာတဲ့အချိန်မှာတော့ဟန်သွင်းကြီးကပြေးလာပြီးဆောက်ဟော့ကိုထိုးလိုက်ပါတယ်။ဘေးနားမှာရောက်နေတဲ့ဆူကလည်းရဲစခန်းရောက်မှာစကားဆက်ပြောကြတာပေါ့လို့ပြောလိုက်ပါတယ်။ဆိုတော့ဒီရောက်ဂျူရီယာနဲ့တိတ်နေတဲ့ဂီတဆန္ဒကဘဲရီကိုသိတာဆိုပြီးသူ့ကိုမိလိုက်ပါတယ်။ ။ဆိုရက်ကွာအကောင်ကတနေ့ထဲမှာစော်လီရောက်တွေ့ပြီးလူမိသွားတဲ့အမိုက်သာသာကောင်းပါကွာဆိုပြီးပြင်ပြောပါတယ်။အဲ့ဒီအချိန်စူဝမ်ရောက်လာပြီးဂျူကျောင်းကဘဲကြီးနဲ့ဟိုတယ်မှာဒိတ်နေတယ်ဆိုပြီးပြောပါတယ်။ဘဲကြီးကတော့ကင်မရာနဲ့ဗီဒီယိုရိုက်ပြီးသွားပြီးပူပေးမယ်ဆိုပြီးအတီးတီးရောက်ပြောနေပါတယ်။အဲ့ဒီအချိန်ဆူအိုရောက်လာပြီးဂျူကျောင်းကိုတွေ့မိသေးတယ်လို့မေးတာကြောင့်ဘာလို့ဖြစ်နေမလဲဟန်ဆိုဂျူရေးသားမိလိုက်ပါတယ်။အခန်းထဲမှာရှိနေတဲ့ဂျူကျောင်းကတော့ရေစုံကမိတ်ကက်လေးမဲ့လုပ်နေတော့ဆူအိုနဲ့ဟန်ဆိုဂျူရောက်လာပါတယ်။အခန်းထဲဝင်ပြီးနှစ်ယောက်သားခေါ်ရှာတီချာတော့နေတော့ဆူအိုကမြင်းရဲ့အကွာကင်မရာအောင်တွေ့သားခဲ့ပါတယ်။ ဘယ်ရီအခန်းထဲဝင်လာတဲ့အချိန်ဟန်ဆုံးဂျူဟာပြီးတော့ပြီးဆူဟိုဝါရောက်နေခဲ့တဲ့အကြောင်းကိုပြန်ဆက်ထားတာဖြစ်ပါတယ်။ဘယ်ရီကတော့ဆူချင်းကငါ့ကိုဒီလိုလိုခံခဲ့ရလို့ပြောပြီးတပြေးတော့ပါတယ်။တပြေးတော့တဲ့ဘယ်ရီနာကိုပြီးတဲ့နေ့တော့ဆူဟိုကားတိုက်ခံရရပါတယ်။ဆူဟိုဆေးဟိုမော်ရောက်နေတဲ့အချိန်မှာတော့ဂျူဂီယောင်းကငါးချောက်ဖြစ်ခဲ့ရတာဆိုပြီးငိုနေမိပါတယ်။ဟန်ဆုံးဂျူကတော့ဆေးဟိုမှာနေခဲ့မှာမို့လို့ဂျူဂီယောင်းကိုအိမ်တန်ခန့်လိုက်ပါတယ်။ဂျူဂီယောင်းကတော့ကော်ဖီဆိုင်မှာဆူချင်းနဲ့တူပြီးဒါတွေအားလုံးကိုနေစီစီထားခဲ့တာမလားလို့မေးပါတယ်။ ရင်းနေပါတိုင်မယ်ဆိုတာကြောင့်ရုပ်ကြတယောက်နဲ့ဟိုတယ်မှာတိတ်ခင်းတာလူတွေသိစီကြီးတန်းလိုက်တယ်ဆိုပြီးစူးချင်းကပြောပါတယ်။နေလို့ရကြောင့်စိုးကိုကားလိုက်သွားတယ်လို့ပြောတာကြောင့်စူးချင်းလည်းသူမလုံဘူးလို့ဖိမိန်ကြီးပြီးစိုးနားရထွက်သားလိုက်လို့ပြောတာဆန်ကားကြီးထွက်လာခဲ့ပါတယ်။တတိမိမျိုးနဲ့ရစူးဝေးရဲ့အတွေ့အကြုံမှာတော့အရင်တော့မမညံလို့ပြန်လည်ဖော်ပြနေပါတယ်။အလေးရဲ့ចောင်းသားပေါ်မှာတော့ဘူလီကောင်လေးကစူးဝေးရဲ့ဘီနာမှာရှိနေတဲ့ကောင်လေးကိုအနိုင်ကျင့်ဖို့လုပ်နေပါတယ်။အဲ့ဒီဘူလီကောင်လေးစီကိုစောင်းနှပ်ပေါက်လိုက်ပြီးဒါထုံးမဲ့အချိန်ခြေထောက်နဲ့မိဆက်ပြီးတဲ့သူကတော့ဟတ်သွင်းကြည့်ပါ။ သူ့ရဲ့ဘေးနားမှာရှိနေတဲ့ကောင်လေးရဲ့နာမည်ကတော့ဆက်ရောင်းလို့ခေါ်ပြီးဘူလီကောင်လေးရဲ့ပြည့်မတ်ဆိုလည်းမမားပါဘူး။ဂီရီရဲ့ဆက်ရောင်းကဘူလီကောင်လေးစီမှာအနိုင်ကြီးခံရရပြန်ပါတယ်။ဟန်နိုဂျူကတော့အနိုင်ကြီးမခံပဲပြန်ထိုးဖို့ပြောပြီးမှဆက်ရောင်းကတော့ဘလောက်ပဲဒုက္ခရရောက်တနည်းကြရပြောစရာအချိန်တွေကိုရောက်လာမှာပါသူပြီးဖြစ်သိသိရှိရတူပါ။ဒါပေမဲ့ကင်ညာမှာသူ့ရဲ့အရာခံမလို့မရတာကြောင့်သူ့ကိုတုံရတော့ပျော်ရွှင်စရာအခိုက်အတန့်ဆက်ဖြစ်သိချင်းနဲ့မိတ်ဆောင်တဲ့အရာတွေပဲဆက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ရဲ့သတင်းမှာတော့ဒိုရဟန်ဖွဲ့ဝေဆေးရောင်းဆုပ်သူကဆေးကြောကနဲ့ဘူလီခံရတဲ့အကျိုးဆက်တွေကြောင့်ဆူဆဲဆုပ်သွားခဲ့ရတယ်ဆိုပြီးဖော်ပြနေပါတယ်။ဆေးရောင်းမဆုံးခဲ့တဲ့အချိန်မှာဆူအိုကိုနာသုံးနေတယ်ဖုံးဝေါ်ခဲ့ပါသေးတယ်။ဆေးရောင်းဆုံးသွားတဲ့အချိန်ကစပြီးဆူအိုနဲ့ဟန်ဆောကျူကလည်းဆက်ကွမ်းဆုပ်သွားခဲ့ပါတယ်။အခုလက်ရှိကာလမှာတော့ဂျူရောင်းကလိုင်းပေါ်မှာဝန်ဝံမှုတွေများနေခဲ့ပြီးသူကိုယ်တိုင်တော့အခုတည်းအယုံလွယ်ပြီးအနိုင်ကျင့်ခံနေရပါလားဆိုပြီးဝန်းနေနေပါတယ်။စီးရလာတဲ့မျက်ရည်တွေနဲ့ဒီပြဿနာကလည်းအရင်ဆုံးထပ်မပြီးရတော့ပဲရဲဝန်းဝီဆိုင်မဲ့လို့ဆုံးပြလိုက်ပါပြီ။ နောက်နေ့မနက်မှာတော့ဂျူကီယောင်းကစူဂျင်းစီစာကြီးဖြန်ထားတဲ့တရေမားကြီးတို့ငါ့ကိုပြန်အောင်မယ်လို့ပြောပါတယ်။အသမီရေဝဲမှာလည်းအနိုင်ယူပြမယ်ပြောအခန်းထဲကနေထွက်လာခဲ့ပါတယ်။ဒီနေ့မနက်ဆိုးသတိပြန်ရတာကြောင့်ဂျူကီယောင်းကအတူသွားလိုက်ကြမှပြောပြီးမှဟန်ဆိုဂျူကတော့သူစီဟိုမှာဆောက်ပေးခဲ့တဲ့အကြောင်းကိုပြန်ပြောဟိုင်းပါဘူး။ဂျူကီယောင်းကတော့သူ့ရောက်တန်းရသွားတဲ့အတွက်တောင်းပန်နေပြီးမှဆူဟိုကတော့နေရမှာမဟုတ်ပါဘူးလို့ပြောပါတယ်။အဲ့ချင်းစူဂျင်းရောက်လာပြီမဲ့ဂျူကီယောင်းကိုတွေ့တာကြောင့်အထက်မို့ဘယ်ပြတ်ထွက်သွားခဲ့ပါတယ်ပတိစီထားတဲ့ဆူဟိုကဘိုက်လာတယ်ပြောတော့ဂျူကီယောင်းကပဲခွန်ကျင်းနေရပါတယ် မရှင်အတော့အကောက်ဗီဒီယိုရိုက်ပြီးသားပြီသားလို့မေးပေမဲ့ဂျူကီယောင်းကတော့ဘာမှမလုပ်ရသေးပါဘူး။အဲဒါကြောင့်ဆူဝါကတူးသီးတိယောက်ကိုကူညီပေးဖို့လွတ်လိုက်မယ်ဆိုပြီးပြောပါတယ်။မရှင်အတော့ဆူဝန်တို့ကဗီဒီယိုရိုက်ပြီးပေမဲ့ဂျူယောင်းကနေတဲ့ပုံစံကတော့တော်တော်လေးကြီးပါပဲ။အဲဒါကြောင့်ဂျူကီယောင်းနဲ့ဆက်မကားချင်တော့ပေမဲ့ဘေးနားကတငယ်ရင်းတွေကတော့အပိစကားပြောပြပါတယ်။တော်လွတ်လိုက်တဲ့သူကတော့နမဲကြီးအကားတင်စီယာဖြစ်ပြီးစီကြီးပင်ပင်ဟားတဲ့သူဆိုရင်လည်းမမားပါဘူး။အမေမဲ့ဆူဝါကတူးကိုအကူအညီကြောင်းထားတဲ့အတက်ကြောင့်မို့လို့မင်းရဲ့အတက်ကိုကြိုးစားလေးကြည့်ရမယ်ဆိုပြီးပြောပါတယ်။ ဟန်ဆိုးကျူရဲ့ညီမကတော့ကျောင်းရဲ့ star ဖြစ်တဲ့ဆူကိုအဆင်ပြေတယ်မလားဆိုပြီးမေးမိမယ်ဟန်ဆိုးကျူကဘာမှပြန်မပြောပါဘူးဒါပေမဲ့ဆန်နီယာမောက်ကထားတဲ့သူ့တငယ်ချင်းသုံးယောက်ပေါ်တော့ပြန်ကြည့်မိလိုက်ပါတယ်နောက်လည်းမနက်မှာတော့ဟန်ဆိုးကျူကဆူကိုတတတယ်မလားလို့မေးမိမယ်ဂျူဂီယောင်းကတော့အသာစစ်ပူနေတဲ့ကိုတန်သွားတွေ့လို့ပြောပါတယ်သူ့ကိုစီးအောင်ဟာစိန်းတော့မဲ့တဲ့သူနာပြူကအုတ်ထင်းစုမရောက်သေးဘူးလားလို့မေးပါတယ်နောက်မှဆူကိုတိတဲ့ရတာကတော့ဟန်ဆိုးကျူကလူနာဆောက်ပေးခဲ့တယ်ဆိုတော့ကူပါတေးအောင်ကထွက်လာချိန်မှာတော့ဟန်ဆိုးကျူနဲ့တွေ့ပြီးထုံးစံအတိုင်းဟန်ဆိုးကျူကပဲရန်စကားစပြောပါတယ် ဒူဂီအောင်ကိုလည်းအတုံးချတာဝါရဲ့တပြစ်မှမလားလို့ပြောတာကြောင့်စူကိုလည်းတိမက်ခံနိုင်တော့ပါဘူး။အဲ့ဒီဟန်သုံးကျူနဲ့စူကိုစီကိုအရင်တုန်းကဆယ်ယောင်းနဲ့အတူရှိခဲ့ကြတဲ့အမတ်တရားဓာတ်ပုံတွေပြန်တက်လာခဲ့ပါလေ။အဲ့ဒါကြောင့်လွန်ခဲ့တဲ့၃နှစ်တုန်းကဆယ်ယောင်းမဆုံးနေစူကိုဖုံးစက်ခဲ့တဲ့အချိန်ကိုပြန်သွားရပါမယ်။စူရဲ့ဖီဟာတရုတ်ဆောင်တယောက်ဖြစ်ပြီးသူတို့အသက်ဆနဲ့နေငယ်တဲ့မိန်းကလေးတယောက်ကိုခိုးတွဲနေတဲ့သူပါ။မြန်မာနိုင်ငံမှာသာကိုယ့်ရဲ့အသက်ဆနဲ့နေငယ်တဲ့မိန်းကလေးကိုတွေ့ဘာမှမဖြစ်ပေမဲ့တပြည့်နိုင်ငံဒီမှာတော့တရားမဝင်ပါဘူး။သူ့အဖေရဲ့အငယ်နောင်ကိုမိလိုက်ရတဲ့ဆိုတာဒေါသဖြစ်ပြီးအိမ်ကနေထွက်ပြေးသွားပါလေ။ ခပြီးသွားတဲ့အချိန်ဖုံပြကြကြနေခဲ့ပြီးဆယ်ယောက်ကအဲ့အချိန်ဖုံးဝနေခဲ့တာပါအဲ့အရာတွေကိုမသိရစို့ကတော့သူ့အဖေမျက်နှာကိုပြန်မတွေ့ကျင်တဲ့အတွက်ကြောင့်ဂျပန်အောင်ထွက်သွားခဲ့ပါတယ်ငွေချေးသုံးယောက်ရှိတဲ့ထဲမှာတယောက်ကဆုံသွားပြီးနောက်တစ်ယောက်ကပျောက်သွားတာကြောင့်တယောက်တည်းချန်ခဲ့ရတဲ့ဟန်သွင်းကြီးကဝန်နေပြီးခွင့်မလို့နိုင်ဖြစ်နေခဲ့တာပါဟန်မြင့်မာထာနေရဲ့စူကိုဂျူဂီယောင်းကဆေးဟုံလာတဲ့ချိန်နှစ်ယောက်သားပြောနေတာတွေကိုကြားခဲ့ရတယ်ဆိုပြီးပြောပါတယ်။ဂျူဂီယောင်းကဆေးအောင်ဆုံးတာနေပြီမဟုတ်ဘူးလို့ပြောပေမဲ့စူဟိုကတော့ဆေးအောင်ဆုံးတဲ့အချိန်ဟန်သုံးကျူကတော်တော်ငိုခဲ့ပြီပဲသူကိုယ်တိုင်ကတော့မျက်ရည်တောင်မကြားခဲ့ပါဘူး။ ဆိုကသူ့မှာ mobile web မရှိဘူးထင်တယ်လေပြောတာကြောင့်အရင်တော့ ADA ပုံစံကိုဂျူကီကပြင်မြင်အောင်မိသွားပါတယ်။တရုတ်ဆောင်မင်ကိုလိုက်ကြည့်လေပြောတာကြောင့်ဆိုလည်းမဲယူတယ်ကြားလာမိပါတယ်။အဲ့ဒီချိန်နောက်မိနစ်30အတွင်းအကားဗီဒီယိုမတင်တဲ့သူကပြန်ပေါ်ကနေထွက်ရမယ်ဆိုပြီးတက်လာတာကြောင့်ဂျူကီကလည်းအကြက်ရိုက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်အထင်မမိတော့တဲ့ဂျူကီကဆိုကိုဗီဒီယိုရိုက်ခိုင်းပြီးလမ်းမပေါ်မှာပဲကလိုက်ပါတယ်။ဘိုင်းမွန်မှာလည်းဂျူကီကတော့ဘေးသူတွေကလိုက်စင်မီတင်နေတာကြောင့်ဗီဒီယိုမပြီးသေးခင်မှာပဲကြီးစုသူမြင်ပြသွားခဲ့ပါတယ်။ ဒီနေ့နဲ့သမီးရေဘွက်မှာတော့နည်းနည်းသတ္တနိုင်ရထားတဲ့စုချင်းကပဲ voting 6တောကျော်ရရှိနေပါတယ်။လူတော်များများကလည်းစုချင်းမနိုင်ရမယ်ထင်ခဲ့ပေမဲ့ live view ဖြစ်ပေးခဲ့တဲ့ဂျူယောင်းက voting 8တောကျော်လာရှိခဲ့တာပါ။စုချင်းဟိုတော့အခုမရှိမှနိုင်ပန်းနိုင်ခဲ့ပေမဲ့နောက်တဲ့မရှင်တို့ကကြံတည်ပါသေးရဲ့။အဲဒါကြောင့်ပြောင်းပွဲအနိုင်ရရှိသူကမပေါ်သေးပါဘူး။ ဒီနေ့မှာတော့ဂျူယောင်းကဟန်ဆိုဂျူနဲ့အတူတူကစားပွဲမှာအခြေမလှုပ်လာလို့ပါတယ်ဂျူယောင်းကရတဲ့ပတ်စံကိုမေကတင်နဲ့တက်ဖို့ပဲစိတ်ကူးထားပေမဲ့တကယ်တော့အလုပ်ချင်ရင်လည်းပြင်းနေရဟန်ဆိုဂျူရဲ့အကြောင်းပြချက်ကတော့သူညမအဆင်ပြေဖို့ပါအရင်တော့ဟန်ဆိုဂျူကိုပြဿနာအိုးလိုထင်ခဲ့မိပေမဲ့အခုတော့သဘောကောင်းပြီးမိသားစုတက်တောင်းဝန်ကြီးတဲ့ကိုကောင်တယောက်လိုမြင်မိတာပါတယ်အဲ့ဒီအချိန်ဆိုးရောက်တာပြီးအဓိကအကြောင်းရင်းကတော့ဂျူယောင်းကိုလာတွေ့ရပါလေးဒီယောက်ကလည်းဒသိကောင်းနေစုနေပြီးဒသိတွေအားလုံးပြေးသွားရတော့အကြောင်းရင်းလေးတွေကိုလက်ဆောင်ရပါတယ် ဂျူယောင်းကလည်းကြောင်လေးကိုချစ်ဖို့ကောင်းနေပြောတာကြောင့်နှစ်ယောက်သားပါလို့ရမယ်ဆိုတာသိသားခဲ့ပါပြီ။အကြံတူလေးရဲ့ဟန်ဆုံးချူနဲ့ဆိုးဝါတော့တစိကောင်းရဖို့အတွက်ကြိုးစားနေပါတယ်။နောက်ဆုံးကျန်တဲ့တစိကတော့ဂျူယောင်းချီမှာဖြစ်ပြီးထုံးစံအတိုင်းနှစ်ယောက်သားကတော့ရဲဖြစ်နေပါပြီ။ဂျူယောင်းကတော့ဆန်တီးပြီတာကြောင့်နေရာလေးကိုပတ်ကြည့်နေတဲ့အချိန်လေးဝစ်တစ်ချက်မှသူ့စီကိုတာရော့ကတ်တွေရောက်လာခဲ့ပါတယ်။တာရော့မမကလည်းအလကားဟောက်ပေးမယ်ပြောတာကြောင့်လူငယ်ပေပေအခြေချောင်းမဲ့သိချင်နေမိပါတယ်။အယောစာအောင်တော့ဟန်ဆုံးချူအရင်ရောက်သွားခဲ့ပြီးတော့ကြောင်လေးတွေကတရုတ်မှမကြံတော့ပါဘူး။ကတုံးကယူခဲနေတာကြောင့်ဂျူယောင်းလည်းယူလိုက်ပြီးကတက်ကက်ရဲ့အတိတ်ပဲကတုံးဝဆိုင်ဖြစ်နေရဲ့ဆက်ရည်လေးရောက်နေပြီးကြီးသားလေးဖြစ်နေတဲ့သူတွေတန်ငယ် ခြင်းလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခါကတော့ကိုယ်စိတ်ဝင်စားတဲ့သူနဲ့နီးနီးကပ်ကပ်ရှိနေရဆိုတာပါ။ဟန်ဆွန်ကျူကတော့အတီးတယောက်နဲ့ဖုံးပြနေပြီးပူစီယုံလေးရရှိတာဆိုပြီးမင်းနေပါတယ်။အဲဒီအချိန်တာရော့ကဖော်ပြမှုကြောင့်ဂျူယောင်းစိတ်ထဲမှာပေါ်လာတဲ့သူကတော့ဆူ哦ပါ။တချိန်နဲ့လည်းကြတာကြောင့်သွားကြည့်တဲ့အချိန်ဆေးမဝါဖျက်ပြင်းနေတဲ့သူကဟန်ဆွန်ကျူဖြစ်နေပါတယ်။ဟန်ဆွန်ကျူကတော့ဖျက်ပြပြီးတဲ့အချိန်ဂျူယောင်းကိုကြောင်ရုံလေးပြလိုက်ပါတယ်။ကိုယ်သိစိတ်တန်ကြောင့်ကြောင်အောင်လေးကိုချစ်ဖို့ကောင်းတယ်လို့ပြောတာတိတိရတဲ့အချိန်မှာစိုးရိုးလေးရှိနေမိပါတယ်။အိမ်မန်တဲ့အချိန် fashion magazine တစ်ခုကသူ့ကို300ရောက်ပုံစံကိုကြက်တာကြောင့်တပ်ပုံရရှိနေပါတယ်။အဲ့ဒါကြောင့်300ရောက်တာတပ်ပုံရနေပါတယ်။ အင်ဂျင်ရောက်တဲ့အချိန်မောင်လေးကအနိုင်ကျပြီးစောက်တော့ပဲခဏကြောင့်အပြေထွက်လာပါတယ်အဲ့အချိန်စူဂျင်းနဲ့စူကိုတွေ့ရရပြီးဆယ်ဘူကျောင်းရဲ့ဒုတိယမရှိတဲ့အတက်လာခဲ့ပါတယ်စူဂျင်းဖုန်းကြည့်နေတဲ့အချိန်သူ့အမေက online ပစ္စည်းတွေမှာပတ်စံဖြုံးနေရဆိုပြီးပူညံပူညံလုပ်ပါတယ်ကိုရှာတဲ့ပတ်စံကိုသုံးလာဖြစ်ပြီးဒီမှာပတ်စံမရှိအကြောင်းရင်းကလည်းတချိန်လုံးရက်တွေတောက်နေရဲ့စူဂျင်းရဲ့အမိကြောင့်ပါအဲ့ဒါကြောင့်တမင်းနဲ့အမေရဖြစ်ကြပြီးစူဂျင်းရဲ့အခန်းပြင်ကိုကုလို့လိုက်ကအဖေပြန်မလာအမေကြောင့်လို့ပြောပြီးအခန်းထဲမှာငိုနေပြီးပါတယ်မိုးကြတဲ့စိတ်ကြောင့်အမေထွက်ပြီးသူ့မိဘအကြောင်းဆုံးကိုတည်ရဲ့စူကိုပဲအဆင်မပြေမှုတွေကိုရပွေခဲ့ပါတယ် ဆိုပြန်တော့မဲ့ချင်နောက်ကလည်းစုချင်းရပတ်လိုက်ပြီဒီနေ့တည့်ရက်တော့ဆိုတို့အိမ်မှာလာနေခြင်းလေလို့ပြောပါတယ်အဲ့အချိန်ဂျူရောင်းရောက်လာပြီးစူချင်းရဲ့ဆိုးကိုအမတ်မထင်တွေးလာခဲ့ရပါ။ကျောင်းကနေဒူရီယာမရှင်အတွက်ယူနီဗောက်တဆောင်ပို့ရလိုက်ပြီးကိုပိုင်အိုင်ဒီယာနဲ့စိတ်ကြိုက်ပန်နေပြရမယ်ဆိုပြီးလည်းပြောပါရတယ်။ဒီနေ့မှတော့နသမီးရေးပွဲအတွက်ဒူရီယာမရှင်ထွက်လာပြီးဖြစ်တာကြောင့်ကျောင်းသားကျောင်းသူရေးချားမှလည်းဂျူကျောင်းနဲ့စူချင်းရဲ့ပြန်ဆောင်မှုတွေပေါ်စိတ်ဝင်စားနေကြပါရတယ်။ဆိုးကမော်စတာအဖာမန့်ဆိုတဲ့တရေကထွက်ပြီးဖြစ်တာကြောင့်ရုပ်ရှင်အတူတူသွားကြည့်ကြမှာပြောပြီးမယ်ဂျူကျောင်းကတော့မရှင်ရှိတာကြောင့်မသွားပါဘူး။ ။သူ့ကိုတွေးတဲ့အချိန်တန်းနဲ့ဂျူကျန်းကတိုးတန်းရမသိပဲရှောင်မင်းနေပြီပါတယ်။ဟန်ဆိုဂျူရဲ့အိမ်ကိုဂျူယောင်ရလာပြီးအကြောင်းရတော့ဂုံးကိုမြက်ချက်ပြင်းနေသေးမလို့တော့ပါ။ဂုံးကဒီနေ့လက်ကျင်ရင်ရှိတာကြောင့်အိမ်မဲနောက်ကြမှာဖြစ်ပြီးအိမ်မှာတော့ဟန်ဆိုဂျူနဲ့ဂျူယောင်နဲ့ရောက်တဲ့ပဲရှိပါတယ်။ဂျူယောင်ကတော့ဟန်ဆိုဂျူရဲ့အခန်းထဲရဲ့ဝပီကလေးမောင်မောင်ပါအိမ်နေပါတယ်။ဂုံးနဲ့အိမ်မဲရောက်ပြီးဖြစ်တာကြောင့်သူ့ရဲ့မြက်ချက်ပြင်းတဲ့အဆင်းစင်ကိုတင်ပေးနေပါတယ်။ မကပြင်းနေတင်မေးရဲ့အနေနဲ့မရှင်တဲ့ဝုဆုံဝဟန်စုကြီးကိုလုပေးခိုင်းမယ်လို့ကိုုံကပြောပါရတယ်။ဟန်စုကြီးကိုဝုဆုံအန်ဒီရောက်ရေးခိုင်းတာအားဖြင့်အရင်တော့မော်နေတယောက်ဖြစ်ခဲ့လို့ပါ။ဟန်စုကြီးကတော့ပွဲတော်နေတော့ဝထားတဲ့အင်ဂျင်ပုံစံနဲ့ဆိုအဆင်ပြေမယ်လို့အကြံဉာဏ်ပေးပါရတယ်။ဂျူယောင်းကတော့မရှင်တဲ့ဝုဆုံအန်ဒီရောက်သူတဲ့ငွေချင်းတွေရောပြည့်ပြန့်နေပြီ။တငွေချင်းတွေရာလည်းဝုဆုံအန်ဒီရောက်သဘောကျပါရတယ်။တစောင်းအနေနဲ့ကြိုးသေးပါထည့်ရတဲ့အချိန်ဝုဆုံကပုံမိုက်သွားပါရတယ်။ကြောက်သေးတဲ့အချိန်မှာတော့စူအိုနဲ့တွေ့ပြီးဂျူယောင်းထွက်ပြေးသွားတဲ့အချိန်သူ့ရဲ့အင်ဂျင်ကြကြံခဲ့ပါရတယ်။စူဘာကလည်းနောက်ကနေပြေးတဲ့နေပြီးပြုတ်ကြကြခဲ့တဲ့အေကူတော့စူချင်းရကြိလိုက်ပါရတယ်။ ဂျူယောင်ကတော့စာတီးထဲမှာပုန်းနေရဲ့အိပ်ပျော်ခဲ့ပြီးစူဝါလည်းဂျူယောင်ကိုရှာတွေ့သွားပါတယ်။ဂျူယောင်ရှောင်းနေရတဲ့အကြောင်းအရာလည်းအရင်တွေကစူတီးကစူဝါကိုဖတ်နေရတွေ့ရကြောင့်တွဲနေရထင်ပြီးသူ့ဘက်စကားပြောရဲ့အစိမ့်ပြီးမဲ့မသိလို့ပါ။စူဝါကတော့တွဲနေရမဟုတ်တော့ကြောင်ငါနဲ့စကားပြောရင်ဘာမှမဖြစ်ဘူးလို့ပြင်ပြောပါတယ်။အဲ့အချိန်ဒုတိယမရှိတဲ့အကြောင်းကြားတာရောက်လာခဲ့ပြီးအခုမှသူ့ရဲ့မရှိတော့မှဂျူယောင်တတိထားမိပါတယ်။စူဂျင်းကတော့ဂျူယောင်ရဲ့အဝေးစားတွေကိုယူဝစ်ပြီးမရှိရင်အတွက်ဓာတ်ပုံရပြီးသွားပါပြီ။အဲ့ကိုရှာတာပြန်မတွေ့ရကြောင့်ဂျူယောင်နဲ့တပြည့်ဝဆုပ်ဝီပြီးပဲဓာတ်ပုံရလဲပါတယ်။ တန်ငချင်းနဲ့ရောက်လာတဲ့စုံကြီးဝတ်ထားတာဂျူမြောင်ရဲ့ဝတ်ဆောင်ဖြစ်နေကြတော့ဘလို့ဖြစ်သွားမှမသိရပါဘူး။ဂျူမြောင်ရဲ့တပ်ပေါ်မှာဆိုရှယ်မီဒီယာပေါ်တက်လာတဲ့အချိန်မှာတော့အရင်ကြောင်းလုံးကအနမ်းကြီးခဲ့တဲ့သူကလည်းမှတ်မိပါပါရဲ့။ဒီနေ့မနက်ပါတော့စုဝင်ကမနေတော့ဝတ်ဆောင်ခိုးပြီးတပ်ပေါ်ညထားတဲ့စုံကြီးကိုပြန်လာလာရှာပါတယ်။ဂျူမြောင်ရဲ့အင်ဂျီကိုကိုးစားလာပေတဲ့စုဝင်ကပြောပြပေးစုံကြီးကရောက်လာပြီးသူ့အင်ဂျီဆိုပြီးပေါ်တင်နေနေပါတယ်။ကောသောထက်နေရဲ့စုဝင်ကတော့ဂျူမြောင်ကပဲအတန်းနဲ့ကိုပြန်ခေါ်သွားရပါတယ်။ အဲ့ပေါ်မှာလေအင်ဂျင်ကိစ္စကရထားနေပြီဘယ်သူဝှဆောင်အောင်အမှန်လဲဆိုတာမသိကြသေးပါဘူး။ဆိုရင်ကတော့ဒေဇာတက်တဲ့သူတွေရောဘုံစိုးပဲလေပြောပြီးဒီညသူမျိုးမတွေအိမ်မှာမရှိတာကြောင့်ဂျူယောင်းလို့နဲ့အတူပါတီတစ်ခုလုပ်မှာပါ။ဂျူယောင်းကတော့တူတာမိတ်ကမပါပဲလား။သူငယ်ချင်းနဲ့ပတ်မတ်မိပါအောင်ဆိုရင်နေပါတယ်။အဲ့ဒါကြောင့်ဒီညမှာအားတို့မလာတော့ဘူးဆိုပြီးပြောပါတယ်။ဂျူယောင်းစာအုပ်ဆောင်တော့တက်တဲ့ကဟန်ဆုံးဂျူနဲ့ဝန်လိုက်မိပဲပဲ။ဟန်ဆုံးဂျူကတော့သူ့ကိုမမတ်မိပါဘူး။ ဂျူယောင်းကတော့သူ့ရဲ့မနဲ့ပြောင်းအောင်တာမြေဆူဝမ်တို့ကသူနဲ့မပေါင်းကြတော့ဘူးလို့ပေပေဝမ်းနေနေပါတယ်။ဆိုကတော့မိတ်ခတ်မပါတဲ့မိ့ကိုသဘောကျတဲ့သူတွေရှိပါတယ်လို့ပြောတာထသောပါတယ်။အဲ့ဒါကြောင့်ဂျူယောင်းနဲ့သူ့ရဲ့တငယ်ချင်းတွေကိုဆက်မညာဘူးဆုံးဖြတ်လိုက်ပါပါတီကိုရောက်တဲ့အချိန်မှာလည်းတငယ်ချင်းတွေကစူဝင်နဲ့ဂျူပြောင်းရဲ့ဆက်ဆံရေးဘယ်လိုလုပ်ရလဲလို့မေးနေပါတယ်။ဟန်ဆိုဂျူကလည်းမလင်္ကာလာကြစူဝင်နဲ့ဟန်ဆိုဂျူနှစ်ယောက်လုံးကိုဒီယိုလာဖို့စူဝင်က message ပို့လိုက်ပါတယ်။ဟန်ဆိုဂျူကတော့ရောက်ရောက်ချင်းပြန်တော့မယ်လို့ပြောပေမဲ့ဂျူပြောင်းရဲ့ပထမဆုံးပါလိဖြစ်တာကြောင့်မပြန်ပါနဲ့လို့စူဝင်ကပြောပါတယ်။အဲဒါကြောင့်နှစ်ယောက်ချစ်စရာကောင်းတဲ့ဝတ်စုံတွေပို့ပြီးတက်ပုံရောက်တဲ့ပါတယ်။ အမှန်တရားကိုပြောရတဲ့ကိမှာစောက်ကြပြီမိကောကတော့ကိုယ်သဘောကျတဲ့ပုံစံကဘယ်လိုလုပ်လဲဆိုတာပါကျမ်းမဲ့လူကတော့စိုးဝပြီးသူသဘောကျတဲ့ပုံစံကစိတ်ကားကောင်းမကျင်နာတတ်တဲ့ခေါမလေးလို့ဖြစ်ပါတယ်ဒီတစ်ခေါက်လေးကျတဲ့သူကတော့ဟန်စကြည့်ဖြစ်ပြီးသူသဘောကျတဲ့ပုံစံကချစ်ဖို့ကောင်းနေသူပါမိကောစစ်တယ်ပြောင်းလဲပြီးတရော့ရော့တစ်ဖက်သက်ကြိုက်ဘူးလားဆိုရင်မိကောဖြစ်ပါတယ်ဒီတစ်ခေါက်ပြရတဲ့သူကလည်းဟန်စကြည့်ပဲဖြစ်ပြီးကြိုက်နေတဲ့သူလည်းရှိပါတယ်ဦးဝချောင်းကိုပြောပါဆိုရင်မိကောပြောလိုက်ပြီးဖျားမဲ့သူကတော့ချူကြီးအောင်ပါချူယောင်းကဘလို့ဖျားမလဲတဝင်းနေတဲ့အချိန်စိုးကတော့ဟန်စကြည့်ကိုပါခေါ်ပြီးအိမ်မြင်တော့ပါတယ် ယူအောင်ကတော့ခုနအမေကိုပြန်ထိမဲ့ပြောပြီးဂျီဂျိုကန်းထဲမှာမိတ်ကက်ဖက်လိုက်ပါတယ်မိတ်ကက်ချင်ပြီးသားတဲ့အချိန်မှာထင်သားတဲ့အသားတန်ငယ်ချင်းတွေကမမမီတော့ပါဘူးနောက်မှဂျူယောင်လည်းသူ့ရဲ့အတေအကြောင်းကိုပြပလိုက်ပြီးတန်ငယ်ချင်းတွေကတော့ဂျူချောလို့ပေါလာမဟုတ်ပါဘူးလို့ပြန်ပြောပါတယ်အဲဒါကြောင့်ဂျူယောင်နဲ့ဆူဇန်တို့ကလည်းအဆင်ပြေသွားပါတယ်ချမ်းရင်နိုးရတဲ့အချိန်မှာတော့သူ့စီကိုအရင်တော့ဂျူယောင်နိုင်ချင်းခင်ရတဲ့ဗီဒီယိုရောက်နေပြီးစူချင်းကလည်းသူ့ရဲ့အတေအကြောင်းကိုသူသွားခဲ့ပါတယ်အိမ်ရဲ့အချိန်မှာတော့ဟာသောဂျူရဲ့စီတွေမှာအမန်တရားဂိမ်းတော့ကပြောခဲ့တာတွေကို TV ရှင်းနေပါတယ် ဆိုကတော့ဂျူယောင်ကြိုက်တာမျိုးပဲဟန်ဆိုဂျူကတော့ကြိုက်တယ်ဆိုပြန်ထည့်ပါတယ်အဲ့ဒါကြောင့်ဟန်ဆိုဂျူကဆိုတဲ့အရင်ဖူပြောမယ်လို့စဉ်းစားထားပါတယ်ဒါပေမဲ့ဂျူယောင်ရဲ့နှလုံးသားထဲမှာတော့ဆိုဆိုတဲ့ကောင်းလေးရပဲနေရာယူထားတာပါအဲ့ချိန်ဆိုကမော်စတာဖတ်မှန်သွားကြည့်မယ်ဆိုပြီးပြောပါတယ်ရုပ်ရှင်ကြည့်ဖို့လာတဲ့ဆိုကဆောင်းရမ်းလန်းနေတာကြောင့်ဂျူယောင်ရဲ့စိတ်ထဲမှာလိပ်ပြမလုံပါဘူးကားတစ်စီးထွက်သွားတဲ့အချိန်ရီးစင်းလာတာကြောင့်ဆိုကပဲကီရီမာဆန်ဆန်ကပ်ပြီးလိုက်ပါတယ် ဆိုရင်အင်ကြီးတို့ကိုလည်းရေဆူသွားတာကြောင့်အင်ကိုပြန်ပြီးအဝေးစားလဲရတော့မှာပါဆိုရင်အင်ကိုကျူရောက်มาလိုက်တာပဲအချိန်ကိုက်ဆူလို့လည်းပဲမိုးရလာပါတယ်အဲ့ဒါကြောင့်ဆိုရင်အင်မှာပဲနှစ်ယောက်ကလို့တရေကားကြည့်ကြပါတယ်စစန်းထဲမှာတော့ကလေးလေးရဲ့အမိကတရေဖြစ်ပြောင်းလဲအချိန်ဆိုဝါဇန်ပြီးကျူရောက်လာကလိုက်ပါတယ်အကြည့်ချင်းတော့ရေနေခုံဆိုရဲ့အပိုင်းကိုတော့ဆော်မရှိရဲ့ effect တွေအတွက်ကြောလိုက်ပါမယ်ကျူရောက်ကအင်မပြန်ခင်ဖွင့်ပြောဖို့လုပ်ခဲ့ပြီးမယ်ဆိုဝါတော့နောက်မှစကားပြောမယ်လို့ပြောပါတယ်ကျူရောင်းကဖွင့်မပြောခင်တည်းကအငင်းခံရပြီလို့တွေးနေလို့ဟန်လို့ကျူကမဟုတ်ရကျူမလို့လာခဲ့ဆိုပြီးပြောပါတယ် ဂျူယောင်ကလည်းဒီနေ့သူငင်းခင်ရတဲ့အကြောင်းရေးပွဲပြီးဟာသောကျော်တော့ဒီကောင်မပြစ်လာတယ်ဆိုပြီးတွေးနေပါဗါး CEO တကယ်တိုက်ကြလာလို့မြည်တယ်ကျဂျူယောင်ကဟုတ်တယ်လို့ပြန်ပြောတာကြောင့်ဟန်လုံးချူကမင်းတို့လူရီရလို့ဆိုရင်တော့မမှားပါဘူးတကယ်တော့ CEO ကနောက်မှစကားပြောမယ်လို့ဖြေရတယ်သူ့ဘက်ကအရင်ဖွင့်ပြောနေလို့ပါအပြင်ထပ်ပြီးဂျူယောင်ကိုဖွင့်ပြောတော့မယ်ဆိုစူးချင်းရောက်လာပြီးအရင်တော့ကဂျူယောင်နိုင်ကြည့်ခင်ရတဲ့ဗီဒီယိုပြပါတယ်ဒါပေမဲ့ CEO ကဂျူယောင်ရဲ့အတိတ်အကြောင်းတွေကိုပါသိနေတာကြောင့်ဒီဗီဒီယိုကိုကြမှာမဖြစ်စေရည်သူနဲ့ထိပ်ပြရမယ်လို့ပြောပါတယ်တကယ်ချင်းနေရာလဲ CEO မှရည်ရရသွားပြီလို့ပြောတာကြောင့်ဂျူယောင်လည်းဝမ်းနေသွားပါတယ် ငိုနေတဲ့အချိန်ဟန်သောကျူပါကျူမီအောင်ကိုသဘောကျရတဲ့သူဖွပြောလိုက်ပါတယ်။ကြားမှာတော့မနေ့တော့ဆိုးနဲ့ဆိုကြိတ်နေဆိုတဲ့တည်းရနာမည်ကြီးနေပါတယ်။ဆိုးကိုနှစ်သက်ချစ်ပေမဲ့လည်းဆူချင်းကဆိုးရဲ့ဘေးနားကလည်းမခွာပါဘူး။ဆူချင်းရဲ့အတန်းသားလေးရတဲ့ဝဲဆုံကိစ္စကြောင့်ဂျူယောင်းကိုဘူဒီတော့နေပြီးဂျူယောင်းကတော့ထွေးပြေးသွားပါတယ်။ဆိုးကတော့နာသမီးရေးဝက်အထိလုတုပ်ပြီးအောင်မှဖြစ်ပြီးဂျူယောင်းကိုတော့ထပ်မတော့ချက်ဖို့ပြောပါတယ်။ဆူဝန်တို့ကတော့ဂျူယောင်းကြောင်းလာတဲ့အတွက်ကြောင့်စိတ်ပူနေပြီးဟန်သောကျူပါလည်းမနေ့တော့ဂျူယောင်းထွက်ပြေးသွားတဲ့အကြောင်းကိုပြန်စဉ်းစားနေပါတယ်။ဂျူယောင်းကတော့လိုင်းပေါ်မှာဝန်ခံတိုက်ခိုက်မဲ့ကိုမန်ဒီတာအကြောင်းကိုတော့မလာချင်တော့ပါဘူး။ အဲ့ဒီချိန်အခန်းရှိကိုစူရန်လို့ရောက်လာပြီးယူယောင်းကတော့နေသမီးရေးဝက်ကနေထွက်တော့မယ်သူယူကြွားပါတယ်။သူ့ကြောင့်တန်ငယ်ချင်းတွေကိုတော့မတိကစီချင်ဘူးလို့ပြောပြီးပဲစူရန်ကတော့ပြောစကားနားမထောင်ပါဘူး။နောက်ဆုံးမရှိကတော့ကျောင်းထဲမှာလုံးဝမှဖြစ်ပြီးလိုင်းတွေကဘယ်သူကမဲဖို့ရလဲဆိုတာရှေ့ပြန်ရမှာပါ။အထူးစီစဉ်အနေနဲ့တစ်ဖက်တည်းဝင်လိုက်ကောင်5မိနစ်ထိုင်လို့ရပါသေးတယ်။စူရန်ကတော့လိုင်းတွေမဲယူနေတဲ့ချိန်ဂျူယောင်းကတော့မရောက်သေးပါဘူး။ခဏနေတော့ဂျူယောင်းရောက်လာခဲ့ပြီးရှိုင်းရင်တွေကလည်းကူညီပေးပါတယ်။ဂျူယောင်းကတော့ပရော့နေတော့ဝှထားတဲ့ဝှဆောင်ဂျူကိုပြလိုက်ပြီးမရှင်မစခင်မှာဝှဆုပ်ပြောက်သွားတယ်လို့ဖြေရှင်းပါတယ်။အန်ဟောမှာလည်းစူတင်းကတကိုးဆိုပြီးပြောနေကြပါတယ်။ ။ဆူချင်းကတော့ဂျူဂီယောင်းရဲ့ live ကိုအမနဲ့ထိရောက်လိုက်ပြီးစူစားနေရဲ့မိမလို့ပြောတော့ဟိုတယ်မှာဘေးအင်းနဲ့ဒိထားတဲ့ပုံကိုပြလိုက်ပါတယ်။အဲ့ဒါကြောင့်ချင်းလေးလည်းပြောင်းပြန်ဖြစ်သွားပြီးဂျူဂီယောင်းကတော့ထပ်ပြီးတော့ပါတယ်။တက်ဆင်ကလည်းမှဂျူဂီယောင်းပုံနေရဲ့ချင်းချိုင်းနေတူတူရင်ကြောင်းတော့အလန်းကြီးခဲ့တဲ့သူလည်းရောက်လာပါတယ်။ယင်းနေတော့ဆူချင်းကိုဂျူယောင်းရင်ရောက်မှာအနိုင်ကျင့်ဆန်လာရတဲ့ဗီဒီယိုလာပို့ပါတယ်။အဲ့ဒါကြောင့်မကောင်းတဲ့သူချင်းကြီးစုမှုကြပြီးသူတို့ကိုကူညီပေးမဲ့သူပါတယ်။ဂျူဂီယောင်းရဲ့တငင်ကြီးချမ်းရေပါ။သတင်းကလေးမှာတော့ဂျူယောင်းကိုကျိုးထုတ်ထားပြီးအနိုင်ကျင့်တဲ့ကောင်မကတော့ဂျူယောင်းကိုဖတ်တော့မှလို့ပြောပါရယ်ဂျူယောင်းရဲ့မိတ်ကလေးကိုပါဖြတ်လိုက်ပြီး VO နဲ့ရိုက်ထားပါရယ် သူဟာတော့လာကြည့်နေတဲ့ viewer တွေကိုခဏနေဂျူညောပြက်လာမယ်လို့ပြောခဲ့ဝေဖန်မှုတွေကိုတော့မမြင်နိုင်သေးပါဘူး။စူချင်းသားစင်းရဲ့နေရာကိုဆိုရောက်လာပြီဒီတော့ဆိုတော်သိမ့်ပြီလို့ပြောပါရတယ်။စူချင်းကတော့ဂျူညောရဲ့ video ကိုဖျက်မယ်လို့ပြောပြမယ်။ဆိုကတော့အဲ့ဒါတွေကို view မဆိုင်တော့ပါဘူး။သက်စင်ကန်တဲ့ဟိုတော့စူချင်းရောက်လာပြီငါဒီလိုအနာကျင့်တဲ့တသက်တွေရှိသားလို့ပြောပါရတယ်။အဲ့ဒီအချိန်ဂျူညောကတော့ရှင်နေပြီသူ့ရဲ့ဆွဲကျူက lower camera အသေးစားလေးပါ။အရင်ပါတီပွဲညတော့ချိုင်းစီအနမ်းကြီးဆိုင်ရတဲ့ video ရောက်လာပြီးစူဝါကတော့ဒေါသထက်နေပြီပဲချိုင်းရဲ့စပိုင်လို့ကိုဆုံးဖြတ်ထားပါတယ်ဒီအကြောင်းလေးကိုစူဝါပြပြထားပြီးဂျူမြောင်းရဲ့ဆွဲကြုံမှာကင်မရာတက်လိုက်တာပါ အဲ့ချိန်စွန်ရကတသက်ငယ်ထဲမှာဖြစ်ခဲ့တာလေကင်မရာကနေတည်းဆေးလွားကြည့်နေတဲ့သူတွေကိုပြလိုက်ပါတယ်။သူချင်းရဲ့ကြံအပါတီးရဲ့သူ့လုခဲ့တာကိုဝန်ခံလာတာကြောင့်အခြေအနေတွေကိုထိန်းရလို့မရတော့ပါဘူး။သူချင်းကဖြည်းဖြည်းလေးပေးပေမဲ့တိုင်းမော်သူတွေကတော့ခွာဆင်းနေကြပါတယ်။ဂျူယောင်လေးသူချင်းစီကထွက်ပြေးပြီးမိတ်ကလေးကစိုးစိုးပြေးပတ်လာရေးစသိမ်းသွားပါတယ်။ဒီအနီမေးရှင်းနေတာကိုဒီစားပါပဲ။နောက်အနီမေးရှင်းတဲ့အတွက်ပြန်လာခဲ့ပါပဲ။ဂျူယောင်ဟာပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။